အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောအတေလေးတနေ့ဖြစ်ပါညကနေပြီးတော့ကျွန်တော်စုမငောင်းတောင်းမိလိုက်ပါတယ်အဲ့တော့သုံးဝင်လိုက်တာဒီနေ့မှတော့ကျွန်တော်တို့နေ့လယ်ပိုင်းလေးလေးအားနေတယ်ဘောလုံးပွဲတွေသိမ့်မရှိဘူးညကြရင်တော့ဒါပွဲကြီးပွဲကောင်းနေတာ နိုင်ငံပွဲစဉ်တွေရှိတယ်ကျွန်တော်တော့မကြည့်ဘူးလားဘုံမွန်လင်ခင်ဗျားတို့ group ကြည်လဲမကြည့်ဘူးဒါကနောက်ပဲကျွန်တော်ဒါ international break ဆိုကျွန်တော်ခီးသွားမယ်ဒါမနေ့ပြန်ဆိုကျွန်တော်ခီးသွားပြီးကျွန်တော်လုံးဝ AC ချင်းမယ်ချေးပြီးရင်ဒါကျွန်တော်တို့ခီးရီသွားပြီးရင်ကျွန်တော်ဒါ AC နှက်တော့မယ်အဲပြောချင်တာဒါကျွန်တော်တို့လာမယ်ကန်ကောက်တကွလာမယ်ဒါကျွန်တော်စနေဒုင္ကဆိုလေဒါ Premier League ပွဲစဉ်တွေပြန်လာပြီးဖြစ်ပြီးမယ်တကယ်တမ်း FA Flower ပဲရှိရတဲ့ကြောင့်စပါတင်းတို့ဘာလို့လဲမလာသေးတဲ့ကြောင့်မို့ကိုအတွက်ကအဲဒါအသင်းကြီးဆိုလို့ City သတင်းပဲရှိတယ်တော့ကိုရီးယား AC ပဲအငြိမ့်ပဲအဲ့တော့ကျွန်တော်တို့ဒါပြောရမယ်ဆိုကျွန်တော် လာမယ့် ရပိုင်းတို့မှာ AC ပဲပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့မှာတော့ mid busting ကိုကျွန်တော်နည်းနည်းလေးလုပ်ပေးသွားမှာဖြစ်တယ်အဲ့တော့ mid busting ဆိုတဲ့အကြောင်းဒါကျွန်တော်တို့အပုံမွေလင်းလင်းနဲ့ဒါဂုံငုံကိုကခမားတို့ကိုမြင်အောင်ပြောသွားမယ်ဒီနေ့ကတော့ဒါ football and business ရ101ဖြစ်ပါတယ်အဲ့တော့ okay ကျွန်တော်2025ခုရောက်ပြီ အခုချိန်ထိဒါ Manchester City ရဲ့ငွေတွေကမတန့်ရှင်းသေးဘူးလို့မြင်တဲ့လူတွေအများကြီးရှိတယ်။ Of course မြင်လို့လည်းရပါဒါကကဘာလို့ City အသင်းနဲ့ဒီနေရာမှာကျွန်တော် ပုံမှန်လေးပြောမယ်။ City အသင်းတက်လာတဲ့ပုံစံကလည်းအရင်ကြီးတန့်ရှင်းနေတဲ့အနေအထားတော့မရှိဘူး။ဒါပြိတ္တတွေကိုယ်တိုင်လည်းဒါ City ပြိတ္တတွေကိုယ်လက်မခံခြင်းလက်ခံမယ်ဒီထားမှာရှိတယ်။ဒါအခုချိန်မှာဒါ City အသင်းနဲ့လည်းကိုယ်အသင်းကိုကိုယ် comedy ကိုယ်အသင်းကိုကိုယ် sponsor ပြန်ပေးတဲ့အချိန်မှာလည်းဒါလုံးဝ share comedy နဲ့ sponsor ပြန်ပေးတဲ့ movement တွေလည်းရှိခဲ့တယ်။ ဒါပေမဲ့အခုချိန်မှာဓာတ်တွေကဘယ်လောက်ထိမှန်လဲအရင်တော့ကစီးရီးသင်းဓာတ်တွေကိုလုတ်ခဲ့တာကတော့မှန်တယ်ဒါခုနကလက်ရှိမှာလက်စုလက်ကိုင်းနဲ့မမဲရတာကျွန်တော်တို့အဲရဲတပ်ဖွဲ့အနေနဲ့ဒါစီးရီးအသင်းဒါကျွန်တော်တို့စပွန်ဆာပေးထားတယ်ဆိုတဲ့အမိခံရှိတဲ့ကုမ္ပဏီတခုဝင်စီးရတဲ့နေရာမှာကုမ္ပဏီရဲ့ကုမ္ပဏီရောကြာကုမ္ပဏီကဒါကျွန်တော်တို့အခန်းတော့ငှားထားတယ်ဒါပေမဲ့အဲ့အခန်းမှာဒါ ကွန်ပျူတာလေးတစ်လုံးနဲ့ဒါ laptop လေးတစ်လုံးလားအဲ့လောက်ပဲရှိပြီးတော့အဲ့ဒီကုမ္ပဏီက CD တင်ကုန်မှတ်မှတ်ရတနစ်ကိုတန်း30ပဲဒါတွေကလွန်ခဲ့တဲ့9နှစ်နဲ့10နှစ်ကပြဿနာတွေဖြစ်ခဲ့တယ်အဲ့ဒီကြောင့်မလို့ဒါ CD တင်ကိုဒါကြောင့်မှတ်မှတ်ရတာကျွန်တော်တို့ UEFA တို့ဘာပဲ CMC ကနေပြဿနာတွေချခဲ့လို့ဒါကျွန်တော်တို့အဲ Premier League ကလည်းခုရှိမှဒီကိစ္စနဲ့ပတ်သက်ပြီးဒါ CD နဲ့တရားရင်ဆိုင်နေဖြစ်တယ်ဒါပေမဲ့ CD တင်ကနောက်ပိုင်းမှာအောင်မြင်မှုနဲ့ပြည်သက်ကိုပြန်ထိန်းသွားတယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့ပထမဆုံး first ကျွန်တော် topic ရပြောမှာ CD ကဘယ်နာကပတ်စံတွေရဒီတင်ကပတ်စံတွေကိုရှိရလား ခမရတို့ကျွန်တော်ပြောရင်ခမရတို့ကြိုက်မှာတော့မဟုတ်စီးတီးတဲ့မှာပတ်စံနေအများကြီးရှိတယ်။စီးတီးတဲ့ကချမ်းသာတယ်။စီးတီးတဲ့ကိုအခုလက်ရှိမှာဒါစပွန်ဆာပေးတဲ့လူတွေအများကြီးရှိတယ်။ဟာဘာလို့စီးတီးတဲ့ကို စပွန်ဆာပေးနေတာလဲ။အောင်မြင်လို့ပေါ့ဗျ။ခမရတို့ကျွန်တော်ဘယ်လောက်ထိရှင်းအောင်ပြောပြရမလဲ။ example တခုကျွန်တော်တို့ပြောပြအောင်ကျွန်တော်ဒါခုနပြောတယ်နိုင်ငံခုနပြောသူတို့ CD သင်ပြောနေခင်ဗျားတို့လွန်ခဲ့တဲ့၄နှစ်လောက်ကလွန်ခဲ့တဲ့၃နှစ်ဆိုတော့ ပုံမှန်လင်ခွဲနဲ့လင်းနဲ့သုံးနှစ်လောက်ကမီထက်လူဆိုတာဘယ်သူမှန်းသိလို့လားမသိဘူးလေဟုတ်တယ်မဒါပေမဲ့အခုချိန်မှာကျွန်တော်မီထက်လူကိုဘယ်သူမှန်းသိတယ်မီထက်လူလည်းဘယ်သူလဲသိရောရှိသမျှမြန်မာနိုင်ငံကကြော်ညာလုပ်ငန်းရှင်မှန်သမျှမီထက်လူနဲ့မှကြော်ညာရိုက်ချင်တာဟုတ်တယ်ဟုတ်ကျွန်တော်မငင်းနဲ့ဟုတ်တယ်ဟုတ်အဲ့တော့ပြောနေတာအဲ့တော့ဒီတိုင်းမှာကျွန်တော်ဒါမင်းသားမှာပြောကျွန်တော်ဒါဒီမင်းသားကျွန်တော်တယောက်ပါလဲမသိဘူးဒါပေမဲ့ကျွန်တော်ကျွန်တော်မျက်စိကျွန်တော်ပြောပြမယ် အေဂျန့်မောင်ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့၃နှစ်ပြောရလွန်ခဲ့တဲ့၂နှစ်ကလွန်မနစ်ကတော့ကျွန်တော်အေဂျန့်မောင်ဆိုတော့ဘယ်သူမှမသိဘူးအဲဒီမှာဒီနေ့မှအေဂျန့်မောင်အကယ်ဒမီရတယ်အေဂျန့်မောင်အကယ်ဒမီရတဲ့အချိန်မှာခုနကပြောလိုပဲချက်ချင်းဆိုလို Samsung တို့ဘာလို့လို brand တွေရတော့မှကျွန်တော်စပွန်ဆာပေးတယ် similarity ဒီတိုင်းပဲဘောလုံးသင်းလည်းအဲ့လောက်တိမထူဆန်းဘူးဘောလုံးသင်းတွေခုလက်ရှိမှာဒါကျွန်တော်နှစ်တိုင်းအောင်မြင်နေခင်ဗျ triple champion စပွန်ဆာပေးမယ်လို့မရှိဘူးလို့ထင်လို့လား ိုးရင်တော့ conservative ပေါ့နော်ဒါကျွန်တော်အရင်တုန်းကလူဆွဲဝါဒတွေဟာငါတို့အသင်းကပူကြီးတယ်ငါတို့အသင်းကဆိုတော့ no မဆိုင်ဘူးကျွန်တော်အခုလက်ရှိမှာကျွန်တော် land တစ်လျှောက်မှာဒါအခုလက်ရှိနိုင်ငံတော်ကိုကျွန်တော်ကျွန်တော်ခီးသွားတယ်ကျွန်တော်ခမားကိုရင်းရှင်းရင်းလို့ရတယ်အခုလက်ရှိကမ္ဘာတစ်လောမှာဒါကျွန်တော်တို့တွားနိုင်တဲ့နိုင်ငံတွေမှာ city ရဲ့ကျွညာဘုတ်ကိုနေရာတိုင်းမှာတွေ့ရတယ်မှာနိုင်ငံတိုင်းမှာ city နဲ့ပတ်သက်ပြီးကျွညာဘုတ်ရှိတယ်ခမည်းကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒါဟာ reality ပဲ။ဘာဖြစ်လို့လဲ? City သင်းဒီလက်ရှိပူပူလောလောဒီနောက်ပိုင်းခွေတွေတောင်မှ triple winner ဖြစ်ထားတဲ့တောင်မှပါတယ်။ ထရီဗယ်ဝင်နာဆိုအခုလက်ရှိမှာလက်ချိုးကြီးတွေရတဲ့ကလပ်တွေတဲ့တစ်ခုဖြစ်တယ်အဲ့တော့ခုနကပြောလို့သူကသူခုနကပြောလို့အရင်ဒါ CD နဲ့ harsh reality တကူကိုကျွန်တော်ထပ်ပြီးပြောမယ်အရင်တုန်းကတော့ဟုတ်တယ် CD သင်းနေတဲ့ဒီငွေတွေကအရန်ကြီးတန့်ရှင်းတဲ့နေရာကလာတာမဟုတ်ဘူးဒါပေမဲ့အခုနောက်ပိုင်းမှာ CD သင်းနဲ့တန့်ရှင်းတဲ့ငွေတွေဖြစ်သွားတယ်။ဘာကြောင့်လဲအောင်မြင်မှုနောက်ကွယ်မှာဒီအောင်မြင်မှုကို sponsor လိုက်ပေးတဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီရဲ့ basic ထုံးစံပဲ။ ဟုတ်တယ်ဟုတ်အဲ့ဒီရဲ့ basic ထုံးစံပဲကျွန်တော်ဒါ internet မှာကျွန်တော်ဒါဟို channel တော့ YouTube channel တော့မှာအရင်သဘောကျတဲ့ channel တခုရှိတယ်သူကဘယ်ဟာနဲ့ဆိုကျွန်တော် monkey နဲ့ explain လုပ်တာပေါ့နော်ဒါကခုနကပြောသဘေ economy ဆိုတဲ့ဒါကျွန်တော်မြောက်တင်နဲ့ explain လုပ်ပြီးတော့တခုလက်ရှိမှာဒါကျွန်တော်တို့ law တွေပါဆိုတော့မြောက်တင်နဲ့ကျွန်တော်ကျွန်တော်တို့အဲ့လောက်ထိမကြုံအောင်မှန်းတိုင်းပြောဒါပေမဲ့လက်ရှိမှာ city edit နဲ့ဟာဒီကောင်တွေဘယ်ဟာပတ်စံနေဘယ်လောက်ရလဲဆိုတဲ့မိကွန်းကအင်မတန်မှရည်ဖို့ရတယ်။ city edit နဲ့အခုလက်ရှိမှာ champion league ဝင်လာတာဘယ်နှစ်ရှိပြီလဲ။ ချန်ပီယံလိမှာအခုလက်ရှိမှာအာဆုံသိနေတာကျွန်တော်တန်တိုးအခုလက်ရှိဒါ quarter final လောက်တက်တဲ့ချိန်မှာဒါအာဆန်တရားဝင်ကြညာနော်ပေါင်တန်တရားနဲ့တန်တရား20လောက်ရတဲ့ချိန်မှာ City သိနေတဲ့လက်ရှိမှာ quarter final semi final final champion league ကိုဘယ်နှချိန်ရခဲ့လဲအဲ့တော့ပြောနေတာ City သိနေဟာပတ်စံဒီဒီကောင်တွေကမရသင့်ဘူးပတ်စံတွေဘယ်ရရဘယ်အသင်းကတလောက်ဒီပတ်စံရနေမှာလဲဆိုတော့မိကွန်းတွေအင်မတန်မှရည်ကြစရာကောင်းတဲ့နေရာမှာပါတယ် ပြီးတော့ဒီနေရာမှာနောက်တစ်ခုနည်းစီးသေးတဲ့ငါသူများတယ်ရဘာလို့ပတ်စံပူတုံးနေလဲဆိုတော့အဖြေကရှင်းတယ်ပန်ရှင်တွေကအသင်းစီကနေဒီနေရာမှာဒါကျွန်တော်တို့ကျွန်တော်မြင်နေပြောရရှိတယ်ဘောလုံးသင်းကိုခုလက်ရှိနောက်ပိုင်းမှာဝယ်တဲ့လူတော်များကအသင်းကိုစီးပွားရေးအနေနဲ့ရမ်ဘူဝယ်တာလားသူတို့ပော်ဖိုလီယိုလှဖို့ဝယ်တာလားဒီအသင်းကိုဘောလုံးအသင်းကိုကြိုက်လို့ဝယ်တာလားရှိမန်ဆိုတော့ CD သင်းကိုဝယ်ခဲ့တဲ့ဥစ္စာက statement တစ်ခုပြခဲ့တဲ့ဥစ္စာတော့ဝယ်ခဲ့တာငါတို့ကဘောလုံးသေးတဲ့သင်းကိုအောင်မြင်အောင်လုပ်နိုင်နေဆိုတဲ့ဥစ္စာမျိုးနဲ့ဝယ်ခဲ့တယ် ်ဘောလုံးတင်းကိုစီးပွားရေးအောင်မြင်အောင်လုပ်ဖို့တော့ဝယ်ခဲ့တာမဟုတ်ဘူးဘောလုံးတင်းကိုပော်ဖိုလီယိုအတွက်ဝယ်ခဲ့တာမဟုတ်ဘောလုံးတင်းကိုငါတို့ကိုင်ဒီဘောလုံးတင်းကအောင်ကိုအောင်မြင်တယ်ဆိုတဲ့ပုံစံမျိုးကိုလုတ်ချင်တဲ့တော့ကြောင့်မန်ဆောလို့ဝယ်ခဲ့တာဖြစ်တယ်အဲ့ဒါက statement signing လို့ခေါ်တယ်ဘာလို့လဲငါတို့လုံနိုင်တယ်ဒါကခုနကပြောဆိုလုံနိုင်လို့ပဲလက်ရှိမှာပြည်တွင်းတာခုနကပြောဆိုလက်ရှိ fly ရေးအတွက်တော့ away လို့သေးပေမဲ့ဒါခုနကမြို့ကန်ပြန်ပြန် Manchester United ရဲ့အရေးအောက်မှာအမြဲတမ်းနေခဲ့တဲ့အတင်းက City အတင်းကခုလက်ရှိမှာဒီနောက်ပိုင်းခုနှစ်တည်းမှာပို့ပြီးတော့အောင်မြင်တဲ့ club ဖြစ်လာခဲ့တယ်ဒီနောက်ပိုင်းခုနှစ်တည်းမှာအဲ့တော့ ကျွန်တော်တို့ဒီပုံစံရမကြိုက်ဘူးဒါလက်ကတည်းကခုနကဖင်ပိတ်မြင်လို့မရ reality ကိုသိလားစီစီသိန်းကဘယ်ကနေပတ်ဆက်ရလာလဲဆိုတော့မေကွန်ကြီးခမမြင်ခမရီရီစရာကြီးဖြစ်လိမ့်မယ်ပြီးစီစီအသင်းကမရှက်ဘူးစီစီအသင်းကသူတို့ကိုသူတို့အသင်းကြီးလို့ act မလုပ်ဘူး အခုနောက်ပိုင်းတော့ကျွန်တော်ဒီတနေ့နေ့တော့ကျွန်တော်မသိဘူးပေါ့နော်ကျွန်တော်ခဏခဏပြောဘူးတဲ့ CD အသေးရတာကျွန်တော်တို့ကြညာလုပ်ငန်းရှင်တွေကျွန်တော်ခဏခဏတွေ့ပွဲဘူးတဲ့ကျွန်တော်တို့ဒါဟုတ်ရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကုမ္ပဏီကိုတော်မှလာပြီးတော့မြန်မာနိုင်ငံမှာဒါဒီ CD ကိုကျွန်တော်တို့အသင်းအတွက်စပွန်ဆာလေးပေးပါလားအများကြီးမဟုတ်ဘူးသိတ္တရာအမမဲ့ရတို့တောင်းတာဒါတစ်နှစ်လုံးမှကျွန်တော်လိုကုမ္ပဏီစီကနေတော့တိန်360လားမသိဘဲတောင်းတာတနည်းကတော့ကျွန်တော်တလောက်တိန်30နှုန်းနဲ့ပဲတောင်းတာတိန်30နှုန်းဆိုပြအဲ့တုန်းကဒါကျွန်တော်တို့ငွေစည်းရတော့အာနာမသိရင်ခေတ်ကငွေစည်းရအဲ့လောက်တော့မမြင်ဘူးခင်ဗျစဉ်းစားကြည့်လေ ပေါင်ဘယ်လောက်ရှိမလဲသိန်း30ဆိုရင်ခင်ဗျားတို့အဲပေါင်1000လောက်ပဲရှိမလဲကျွန်တော်စီကဗလာမဲ့ပေါင်1000ကျွန်တော်တို့လူဒါစီးပွားရေးလုပ်ငန်းကနေပြီးတော့ကျွန်တော်အခု100တခု1000တကောင်ခုနပြောလို့ပဲအများကြီးဖြစ်သွားပြီလေပြီးတော့ CD အသင်းကကုမ္ပဏီသေးတွေတရုတ်ကုမ္ပဏီတွေအဲ့လိုမျိုးကုမ္ပဏီတွေကယူဖို့အတွက်သူတို့ဝင်မလေးခဲ့ဘူးလက်ရှိမှာခင်ဗျားဥပမာ example CD ကွင်းကိုသွားကြည့် CD ကွင်းမှာ sponsor တွေအများကြီးရှိတယ်အများကြီးရှိတယ် ဒါပေမဲ့နော်စီရီယာကခုနပြောသူပဲကျွန်တော်တိတော့တို့ဘက်တင်ကိုတော့ရှောင်တယ်ထင်တယ်ကျွန်တော်မတွေ့ဘူးပေါ့နော်ဒါခုနမေးပြီးပေါ့ဒါအစ္စလမ်ဘာသာဝင်တွေပိုင်တဲ့ကြောင့်ဒါဘက်တင်ကိုရှောင်တယ်လေကျွန်တော်အနေနဲ့ထင်ပြီးတဲ့ဘက်ပါကျွန်တော်မောင်းကောင်းလဲမားနေနဲ့ကျွန်တော်မတမိုင်းထောက်ပြဒါပေမဲ့ကျွန်တော်တိတော့ဒါဟိုစီရီတင်တဲ့ခုလက်ရှိမှာကြိုက်တဲ့စပွန်ဆာသူယူတယ်သူဘက်တင်တော်တော်လေးကိုရှောင်တယ်ဒါကျွန်တော်တိတော့ပေါ့နော်အဲ့တော့ဒါကျွန်တော်အမြင်ပေါ့ကျွန်တော်မောင်းကောင်းလဲမားနေဒါကျွန်တော်မှားရင်ထောက်ပြစီရီပရိသတ်ကျွန်တော်မှားရင်မှားရကိစ္စမရှိဘူးအဲ့တော့လက်ရှိမှာစီရီတင်မယူတော့ဆိုမြင်ခင်ဗျဘာမှမဆိုင်တဲ့ပန်ကားလဲယူတာပဲပါဝါဘက်နဲ့စီရီတင်ယူတာပဲ စီတီသင်ကျွန်တော်မမဲ့ရတက်နိုဖိုးလက်ရှိမြန်မာနိုင်ငံမှာမပေါက်သေးခင်ကစီတီသင်ကတက်နိုကိုသူတို့ရဲ့ဘေးပေါ်ကြီးမှာအကြီးကြီးကြီးညာပေးနေပြီအဲ့တော့ပြောကြည့်နာဗျာ no offense another man trash ကစီဒီအတွက်က trash ပဲအမှန်ပါ United လို့အသိမျိုး techno လို့ phone မျိုးနဲ့ပေါအောင်လား Chelsea လို့အသိမျိုး techno လို့ phone မျိုးနဲ့ပေါအောင်လားလေလေပုတ်က techno လို့ phone မျိုးနဲ့ပေါအောင်လား Arsenal techno လို့ phone မျိုးနဲ့ပေါအောင်မပေါအောင်လေဒါပေမဲ့ techno လို့ phone မျိုးကိုဘယ်သူပေါအောင်လဲစီဒီပေါအောင်မယ် တည်လာဥပမာဆိုကျွန်တော်တို့ air core မှာဆို Mitsubishi လို့လို့ပါလို့နေပဲဒါအသိကြီးပေါင်းမယ်ဒါပေမဲ့ city သိတဲ့ media လို့လို့နေပေါင်းရင်လည်းပေါင်းလိုက်တာပဲအဲ့တော့အဲ့ဒီကနေ revenue ပြီးတော့ခုနကပြောခင်ဗျာ city ပြိတက်မရှိဘူးဆိုတဲ့စကားအင်မတန်မှရည်ရတယ်အခုလက်ရှိ city ကတရုတ်ပြည်နဲ့ America အကြီးကျယ်ထူပေါ်ကြောင်လက်ရှိမှာပြိတက်ဥယေကအရန်တိုးတက်လာတယ်ဟုတ်တယ်အရင်တော့ပြိတက်ရှိကြမှာရှိပဲဒါပေမဲ့နောက်ပေါက်ဒီဆောက်ပြဲများလာတယ်ပြိတက်များရင်ဘာဖြစ်မလဲဝင်ငွေတိုးတယ် လက်ရှိမှာ CD အသင်းကဘယ်နှစ်နှစ်ဆက်လဲမသိဘူးဒါပြိတက်ဒါကျွန်တော်အတိုးပွားမှုအများဆုံးသော fan base နဲ့ခုလက်ရှိမှာ record လုပ်တာ၃နှစ်လားမသိဘူးရှိတယ်သူတို့ရဲ့ portfolio မှာ CD official website မှာတော့ဖတ်လို့ရတယ်တရုတ်ပြည်မှာအများဆုံးဖြစ်တယ်ကျွန်တော်ကိုယ်တိုင်တရုတ်ပြည်မှာရောက်တဲ့နေရာမှာပါတယ်တရုတ်ပြည်မှာဒါကျွန်တော် CD ပြိတ်သက်တွေကျွန်တော်ဒါ CD engine တွေဝတ်တဲ့လူအများကြီးပဲခြုံချင်းလို့ပါဦးပါမှာဆိုအများကြီးရှိတယ်ဆန်ဟိုင်းတို့ဘက်မှာလည်းအများကြီးရှိတယ်ဟောင်ကောင်တို့ဘက်မှာလည်းအများကြီးရှိတယ်တရုတ်တန်တဲ့ပေါ့ခွန်းတို့ဒါကျွန်တော် border နဲ့နေတော့အဲ့ဒါဆန်ဟိုင်းတို့ဒါဆုံဆင်းလို့ပါခြုံချင်းလို့ပါဖြစ်သွားတာအဲ့ကောင်တွေနဲ့ပေါ့အဲ့လိုဖြစ်သွားတာအဲ့တော့ပြောချင်တာအဲ့လိုပဲအဲ့တော့ သူများပြောတယ်ဗျာဟာတဲ့မှာဒီကိုဟုတ်တယ်ခုနကကိုသင်းကအချိန်နေရမကောင်သူများသင်းတော့ဒါ batch လို့နားထောင်ရမယ် reality တော့မေးလို့မရအောင်စီးရီးသင်းနဲ့စီးပွားရေးကအစောက်ရမ်းအောင်မြင်တာရောဟာဒီကောင်နဲ့ပြိတ္တာမရှိဘဲပတ်စံနေပေရတော့ partial pump လုံတာအဲ့လိုအဲ့လို partial pump လုံခင်ဗျ premier league ကနေရေးအုပ်မှာပေါ့အခုချိန်တော့အရင်တော့စောက်ပစ်တယ်တောင်မကြည်သေးတာအခုချိန်အဲ့လိုမလို့စောက်ခွက်ကြီးပဲရိုက်မှာပေါ့ခင်ဗျားလည်း Premier League အခုချိန်မှာခင်ဗျာပြောပြတော့မျက်နှာဖြူတွေအခုချိန်မှာဒါ state u နေလုံးဝကြိုက်တာဟုတ် Newcastle United เนาะဒါအခုလက်ရှိမှာဒါကျွန်တော်တို့ Manchester City ဆို ချိန်လုံးထောင်းစောင့်ကြည့်နေတာစောက်တစ်ခုလွဲနေတာတကောင်အုပ်မာကြီးပဲစိတ်အုံးနေကိုသိလားကျွန်တော်ပြောတာဟိုကျွန်တော်တို့အခုလက်ရှိမှာဟိုစိတ်အုံးနေကိုသာဟိုရောင်းလို့မရဘူးဆိုတော့စီကံမလုံနိုင်သေးလို့သာပရီးမီးယားလီဂ်ကဟိုလက်ပိုက်ကြည့်နေရနေသာသာရှိတာတို့ကအဲ့လိုမျိုးဒါကျွန်တော် sorry ပြောချင်တာဗျာတကောင်တွေကဟို middle east ကလူတွေကိုမကြိုက်ဘူး middle east ကလူတွေတခုလုံးအမားတမအရန်သဘောကျတယ်အေးအဲ့ဒါပြဿနာအမပရီးမီးယားလီဂ်ကောင်တွေအဲ့ဒါကိုကြည့်အဲ့တော့ခုနကပြောဘာပရီးမီးယားအဲ့လိုလုံးကြည့်ပါပရီးမီးယားလီဂ်ကောင်တွေရှေ့ဆုံးအောင်ပါခင်ဗျာ အဲ့တော့ CD သင်းငွေတွေသုံးတယ်အဲ့ငွေတွေဘယ်ရလဲတို့ရှာထားလို့ပဲဖြစ်ရရှင်းရှင်းလေးအဲ့အောင်မြင်တဲ့ club မှာ sponsor ရှိတာဘာထူးဆန်းလို့ခုနကကျွန်တော်ပြောလို့ပဲလက်ရှိမှာခင်ဗျားစဉ်းစားကြည့်လေချက်ချင်းအောင်မြင်ချက်ချင်း sponsor ထည့်ကြမယ်ကောင်တွေပဲခုလေခင်ဗျားကျွန်တော် exam ပေးတဲ့လူမေးထက်လူလို agent မအောင်လို့ကျွန်တော်ဘလူးမန်းတောင်တည်တာမဟုတ်ဘူးလူငယ်နှစ်ကဒါပေမဲ့အောင်မြင်တော့ချက်ချင်း sponsor ပေးတာမလားမမေ့ရအဲ့တက်လို့ဆိုကျွန်တော်ဒါချက်ချင်းအောင်မြင်တဲ့ချက်မှာ app 21ဝို့လို့ပြေးတာပဲလေဟုတ်တယ်မလား agent မအောင်ဆိုဘယ်ဘယ်နာဘလူးတက်လာမှမသိဘူးခုလေစစ်ဆောင်အပ်စတာဖြစ်သွားတာပဲလေကျွန်တော်ပြောသေးတယ် အဲ့ဒါပြောချင်တယ်ခါရကုနာပေါ့လူတွေကအဲ့ harsh reality ကိုလက်မခံနိုင်ဘူးအဲ့ဘောသဘောပေါ်တာကုနာလက်မခံနိုင်လက်မခံနိုင်သဘောဒါမြတ်ဒါကြီးကအမှန်တရားပဲခါကြိုက်တယ်ဖြစ်စေမကြိုက်ဘူးအမှန်တရားရှိနေပါ that's opinion မဟုတ်ဘူးဒါ facts တခုဖြစ်တယ် reality ပဲလောက်ပဲအဲ့တော့ဘောလုံးဝဲတကူကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ TV4U တို့မှာအကျဉ်းလူစားပေါအောင်ကူညီလို့ရပါတယ်မြန်မာ့ clip ဖို့မမေ့ကြပါနဲ့မြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်လို့မရတဲ့ common တော်နေနေဖြစ်ပါစုံမောင်းအောင်တောင်းပြီးနေပဲ ကျွန်တော်တို့နောက်မှာ AAC တွေ့ကြတော့ဗောအာလမတူတူမိုင်းအများကြီးလက်ကလေးပေးကြပါအောင်မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အာလမတူတူမိုင်းကျွန်တော်တို့နောက်မှာ AAC တွေ့ကြတာဗောဒေဗော်ဗျ